မင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ညနေခင်းတီတွေ့ရှိထားတဲ့သတင်းတွေတဲကနေမှထူးခြားသတင်းများကိုဝေရှယ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီကနေ့အတွက်ထူးခြားသတင်းတွေကတော့ KK ဘက်ကကြားဖြန်သတင်းနဲ့မိမိနဲ့သမားတွေကိုဂျမ်ဘတ်စစ်တပ်ကအကာအကွယ်ပေးပြီးတော့ရန်ကုန်မြို့တိုင်းသာယာမြို့နယ်ကပန်းနိုင်အရာနဲ့ FMI City ကိုပြောင်းရွှေ့ပေးထားတယ်ဆိုတဲ့သတင်းဂျမ်ဘတ်စစ်တပ်ကအင်တာနက်ပေါ်မှာသတင်းများကိုတံပြန်ရန်နဲ့ နိုင်ငံရေးအကြတိုက်ခိုက်မှုများကိုအတားမြစ်အရေးယူရန်ပြည်ထရေးဒုဝန်ကြီးဦးဆောင်နဲ့ကော်မတီနဲ့နေပညာကျွမ်းကျင်အဖွဲ့များက24နှစ်ရီစောင့်ကြည့်ဖို့အတွက်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းတောင်ကြီးမြို့မှာတရောင်မုန်းနာပြည်နေညအခိုးကြီးညအဖြစ်အပျော်တမ်းကြက်လာခိုးတဲ့လူကိုပြည်သူ့ရှေ့ဆောင်ပါတီကအမလောင်းတိုင်းရွှေထီးနဲ့တားဖြစ်သူကတိုက်တက်လိုက်တယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် ပထမဆုံးထူးခြားသတင်းတစ်ပုဒ်ကိုပြောပြရမယ်ဆိုရင် KK ပတ်ကြားဖြန်သတင်းနဲ့ဒီပညာသမားတွေကိုတိုင်းတရာမျိုးနယ်ကပန်းလန်အင်ယာနဲ့ FMI City မှာအကြမ်းဖက်စစ်တပ်ကနေပြီးအကာအကွယ်ပေးပြီးတော့တောင်းရွှေ့ပေးထားတယ်ဆိုတဲ့သတင်းမှာကင်ပင်နယ်မြဝတီမြို့တောင်ဘက် KK ပတ် online ငွေလိမ်ကြားဖြန်ကိုင်းနဲ့လောင်စာကိုင်းတွေလောက်ကင်လဲပတ်နေတဲ့အဆောက်အဦးတွေကိုအော်တိုဘာလ22ရက်နေ့မှာနေ့စဉ်ရက်ဆက်ဖောက်ခွဲဖြက်စီးတွေအရောတွေ့ရပါတယ်။ KK ဘက်မှာရှိတဲ့ကြားဖြန်လုပ်ငန်းတွေကို တမ်းမစစ်ကောင်စီနဲ့ပတ်သက်မှုမရှိတဲ့ပုံစံနဲ့စစ်ကောင်စီတပ်ကဝင်ရောက်စီးနှင်းမှုတွေကိုလည်းလုပ်ပြခဲ့ပါတယ်။ကြားဖြတ်လုပ်ငန်းကိုဝင်ရောက်စီးနှင်းမှုမတိုင်ခင်မှာကြားဖြတ်လုပ်ငန်းမှာလုပ်ကင်နေတဲ့လုံသမားတွေကို BGF တပ်ဖွဲ့တွေကတို့ပြီးတော့မှနှင်ထုတ်ခဲ့တာပေါ့ KKA ဘက်ငွေလိန်ကြားဖြတ်ခိုင်းနေမှာအဓိကဝင်ရောက်လုပ်ကင်နေတဲ့တရုတ်တထေးတွေနဲ့ဤပညာရှင်တွေကို BGF ခေါင်းဆောင်စောချစ်သူကလုံခြုံရေးအပြေအဝါကာကွယ်ပေးထားတယ်လို့လည်းသိရပါတယ် ဒါပြန်တရုတ်တထေးတွေနဲ့နေပညာရှင်တွေကိုကင်ပီနယ်လိုင်းပွဲမြို့နယ်တိုင်းတကောကိုပြောင်းရွှေ့ပေးထားတယ်။ KK ဘက်မှာလောက်ကင်နေတဲ့တရုတ်လူမျိုးချို့ကရန်ကုန်မန္တလေးစတဲ့မြို့ကြီးတွေကို BGF ရှစ်ကောင်စီတို့နဲ့ပတ်သက်ဆွနေသူများတာဝန်ယူပို့ဆောင်ပေးနေပြီးတော့မှအဲ့ဒီမြို့ကိုအရောက်မှတအူးကိုထိုင်းပန့်ဝင်9000အထိဈေးပေါက်နေတယ်လို့သိရပါတယ်။အဲ့ဒီဘက်ပြန်တဲ့တရုတ်လူမျိုးတွေကဒီဘက်ကရင်ဘက်ကဂျိတ်တွေနဲ့ချိတ်ပြီးတော့ပြန်ကြတယ်လို့လည်းသိရပါတယ်။ ရန်ကုန်မြို့လှိုင်သာယာမြို့နယ်ပန်းလိုင်အိမ်ယာနဲ့ FMI CD မှာဂျမန်စစ်ကောင်စီတပ်ဖွဲ့ကကာကွယ်ပေးထားတဲ့တိုက်ပွဲလုပ်ငန်းတွေကလည်းအရင်ထဲကလုတ်ကင်လျက်ရှိပါတယ်။ရန်ကုန်မြို့လှိုင်သာယာမြို့နယ် FMI CD နဲ့ပန်းလိုင်အိမ်ယာမှာအချမ်းဘတ်စစ်တပ်ကအကာအကွယ်ပေးပြီးတော့မှလုတ်ကင်နေတဲ့ online ငွေလိမ်ကြားဖြန့်ကိုင်းတွေလည်းရှိတယ်လို့တခင်ကတည်းကသိရပါတယ်။အဲ့ဒီအိမ်ယာတွေမှာကပင်စင်လာစာယူအငိမ့်သားဘိုးချုပ်ကြီးတွေဘုံမူးကြီးတွေအကောင်ကြီးတွေနေတယ်ဆိုတာလည်း ရန်ကုန်ကလူတွေအကုန်လုံးတီးပြီးသားဖြစ်ပါနေမယ်ဒီချက်တွေကိုကြည်ကလေးကစစ်ကောင်စီကစစ်ကောင်စီရဲ့အာဏာရှင်တွေအကုန်လုံးကဒီ online ငွေငွေလိမ်ကြားဖြန်ခိုင်းနေတဲ့ပတ်သက်ဆွဲနယ်မှုရှိတယ်ဆိုတာကိုလည်းသိရတယ်။ဟိုအရင်ကတည်းကလူကုန်ကူးမှုတွေမှာလည်းဒီကောင်တွေကပါဝင်ခဲ့တာဖြစ်တယ်။နိုင်ငံတကာနိုင်ငံမှာအုပ်ချုပ်မင်းလုံးနေတဲ့လူတွေရဲ့စိတ်သက်ကအောက်တန်းကျနေတာကိုလည်းမြင်ရပါလိမ့်မယ်။အဲ့ဒီအချက်ကိုကြည်ကလေးကအခု ဂျော်နီယာယီသမ္မတဆိုပြီးတော့လုံနေတဲ့မင်းအွန်လိုင်းနဲ့အပေါင်းပါတွေအားလုံးကလူကောင်းလားလူလူဆိုးလားဆိုတာကိုဉာဏ်ရှိတဲ့လူတိုင်းသိပါလိမ့်မယ်။ပြည်သူပြည်သူတွေကတော့ရိုးရိုးသားသားရှာဖွေရင်းနဲ့ဒုံးလေနေလေဆိုတဲ့အခြေအနေကိုရောက်နေတယ်။ကုံစင်းနှုံးတွေကလည်းအချိန်မီးတက်နေတယ်။အဲ့လိုအချိန်တွေမှာကိုယ်နိုင်ငံမှာလာပြီးတော့မှငွေလိန်ကိုင်းတွေလာဆောက်ထားတယ်။လာလုံနေတဲ့ဟာကိုမှဒီကောင်တွေကတာခွေပေးတယ်၊ခွင့်ပြုပေးတယ်၊အကျိုးပို့လုပ်ပေးနေတာကိုကြည့်ရင် ည်သူတွေပေါ်မှာထားတဲ့ဒီကောင်ကြီးရဲ့စေတနာကိုမြင်ရပါလိမ့်မယ်ပြည်သူတွေအပေါ်မှာဒီကောင်ကြီးရဲ့စေတနာကဘလောက်ဆိုးရွားလဲဆိုရင်ပြည်သူတွေကိုလိန်နေတဲ့လူတွေကိုလည်းအကာအကွယ်ပေးတယ်လိန်နေတဲ့လူတွေစီကလည်းအကျိုးမြတ်တွေရယူတယ်ပြည်သူတွေကိုလည်းအချိန်ပြည့်နှိပ်စက်နှင်းပန်းအကြောင်းမျိုးအကြောင်းပြချက်မျိုးစုံနဲ့ငွေညှစ်နေတာလည်းအခုချိန်ထိမြင်တွေ့ရတယ်တကယ်တမ်းကဗျာပြည်သူတွေအတွက်ကဒီ online ကြားဖြန့်ဂိမ်းတွေ၊နောင်းကစားတွေ၊လူကုန်ကူးမှုတွေကိုပြည်သူတွေကအလိုမရှိတာဖြစ်တယ် အဲပြည်သူတွေပေါ်မှာအစိုးရလှုပ်ချင်တဲ့လူကကြတော့အဲ့လိုမဟုတ်ဘူးပြည်သူတွေပေါ်မှာအစိုးရလှုပ်ချင်တဲ့လူကအဲအွန်လိုင်းကြားဖြန်ဂိမ်းတွေလူကုန်ကူးမှုတွေကိုဟိုတိုက်ထုတ်ရမယ်အစားသူတို့ကိုထောက်ပြဝေဖန်နေတဲ့ပြည်သူတွေကိုပဲလိုက်ပြီးတော့မှဖမ်းဆီးတာမျိုးတွေနှိပ်စက်တာမျိုးတွေကိုလုပ်နေတယ်တကယ်တမ်းအဓိကရေးကြီးတာကဒီကြားဖြန်လုပ်ငန်းလုပ်ကင်နေတဲ့လူတွေလူတွေကိုအရေးယူရမှာဖြစ်တယ်အဲသူတို့နေခဲ့တဲ့အဆောက်အဦတွေသူတို့လောက်ကန်နေတဲ့အဆောက်အဦတွေကိုဘယ်တော့ပဲဖောက်ခွဲဘယ်တော့ပဲဖြက်စီးဖြက်စီး သူတို့တကယ်လောက်ကန်နေတဲ့လူတွေကိုစစ်ကောင်စီကိုယ်တိုင်ကအကာအကွယ်ပေးပြီးတော့မှနေရာတွေပြောင်းရွှေ့ပေးနေရင်တော့ကျွန်တော်နိုင်ငံတစ်ခုလုံးကပြုံုံကြတဲ့အခြေအနေကိုရောက်သွားမယ်ဆိုတာကိုပြည်သူတွေကိုသိစေချင်ပါတယ်။အဲ့ဒီအချက်တွေကိုကြည့်ရင်ဒီအချမ်းဘက်စစ်တပ်ကနိုင်ငံတကာနိုင်ငံမှာတကယ်တမ်းရေးကြီးတဲ့ပြည်သူတွေရဲ့အကျိုးစီးပွားကိုကာကွယ်ပေးရမယ်အစားသူတို့ရဲ့အာဏာတည်မြဲဖို့ကိုလှုံ့ဆော်နေတာဖြစ်တယ်။ဆက်လက်ပြီးတော့ထူးခြားသတင်းတစ်ပုဒ်ကိုဆက်ပြောရမယ်ဆိုရင်စစ်တပ်ကအင်တာနက်ပေါ်မှာ သတင်းတွေကိုတံပြန်ရန်နဲ့နိုင်ငံရေးရတိုက်ခိုက်မှုတွေကိုတားမြစ်အရေးယူဖို့ဆိုပြီးတော့ပြည်ထရေးဒုဝန်ကြီးနဲ့ဦးဆောင်တဲ့ကော်မတီနဲ့နှိပညာကျွမ်းကျင်ရေးအဖွဲ့များဖွဲ့စည်းပြီးတော့24နာရီစောင့်ကြည့်နေတယ်ဆိုတဲ့သတင်းပါအကြမ်းမစစ်တပ်ကအင်တာနက်ပေါ်မှာသတင်းတွေကိုတုံ့ပြန်ရန်နဲ့နိုင်ငံရေးရတိုက်ခိုက်မှုတွေကိုတားမြစ်အရေးယူဖို့ဆိုပြီးပြည်ထရေးဒုဝန်ကြီးဦးဆောင်တဲ့ကော်မတီနဲ့နှိပညာကျွမ်းကျင်အဖွဲ့များဖွဲ့စည်းပြီးတော့24နာရီစောင့်ကြည့်ရန်အမိန့်နဲ့ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းစစ်တပ်က ထုတ်ပြန်ထားတဲ့ပြန်တမ်းမှာတွေ့ရှိရပါတယ်။ဂျမစစ်တက်က2025ခုနှစ်ဩဂုတ်လ14ရက်နေ့နေ့စွဲနဲ့မိန့်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးတော့အဆိုပါမိန့်မှာအင်တာနက်ပေါ်မှာ သတင်းတုသတင်းမှားများကိုနိုင်ငံရေးအရတိုက်ခိုက်ပြောဆိုခြင်းအပါအဝင်အွန်လိုင်းပေါ်မှာလုံဆောင်ချက်များကိုတမ်းမြင့်အေးအေးယူနိုင်ရေးကော်မတီတရက်ဖွဲ့စည်းလိုက်ကြောင်းအဆိုပါကော်မတီမှာပြည်ထောင်စုဝန်ကြီးကဥက္ကဋ္ဌအဖြစ်၎င်းဥဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးကဒုဥက္ကဋ္ဌအဖြစ်၎င်း ဖွဲ့ဝင်အားလုံး၁၂ဦးပါတယ်လို့သိရပါတယ်။ကျွန်းလုံသူများအသုံးပြုလျက်ရှိတဲ့ဖုန်းနံပါတ်များကိုပိတ်သိမ်းရေးဘဏ်အကောင့်အချက်လက်များငွေသိမ်းငွေထုတ်များရယူခြင်းနဲ့ဘဏ်အကောင့်များကိုယာယီတားဆီးခြင်းများပြုလုပ်နိုင်ရေးညှိနှိုင်းဆောင်ရွက်ရန်တို့ကိုလည်းကော်မတီရဲ့လုပ်ငန်းအဖြစ်ထည့်သွင်းထားတယ်လို့သိရပါတယ်။ကျွန်တော်ပြောချင်တာကဟိုသူတို့ကိုယ်တိုင်တရားမျှတပြီးတော့လွတ်လပ်တဲ့ဒီမိုကရေစီလို့သာပြောရအောင်။သူတို့ကိုထောက်ပြတာဝေဖန်တာ အဲ့လိုမျိုးကိုတော့မှဒီကောင်တွေကခံနိုင်တဲ့တတ္တိမရှိဘူး။ဟာဝေဖန်နေတာပဲလေကွာဝေဖန်နေလို့မမြင်လို့မရဘူးလေ။ Facebook ပေါ်မှာအသေးပေးတာလောက်နေတော့မှဒီကောင်တွေမှာဘဝပြတ်နေတယ်။နိုင်ငံရဲ့အစိုးရတရက်လုံးပြီးတော့မှပြည်သူလူထုရဲ့ဝေဖန်ထောက်ပြမှုကိုခံနိုင်စွဲလည်းမရှိဘူး။ဝေဖန်ထောက်ပြတဲ့ပြည်သူတွေကိုလည်းဒီကောင်တွေကရန်သူလိုမျိုးသတ်မှတ်ပြီးတော့မှထောင်ချတယ်နှိပ်စက်တယ်နှင်းပန်းတာမျိုးတွေကိုအများနဲ့လုပ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုယ့်ရဲ့ခန္ဓာကိုယ်ခန္ဓာကိုယ်အစိတ်ပိုင်းအစားလိုက်ပြီးတော့အချိန်မီး တင်းချုံနေရတယ်အခုဗီဒီယိုကြည့်နေတဲ့လူဆိုရင်လည်းဗျာကိုဖုန်းနဲ့ကိုဖုန်းနဲ့ကိုပါကိုကြည့်တယ်ကိုဖုန်းပေနဲ့ကိုကြည့်တယ်နော်ဒေါင်းထားတဲ့ software အစကိုဖုန်းပေကိုချွေးနေတာနဲ့ကိုဒေါင်းထားတယ်ဒေါင်းထားပြီးတော့မှကိုချွေးနေတာနဲ့ဝယ်ထားတဲ့ပစ္စည်းကိုချွေးနေတာနဲ့ဝယ်ထားတဲ့အရာတွေမှန်သမျှဟိုလွတ်လပ်လပ်ဟိုအသုံးချခွင့်မရှိဘူးအဲ့ဒီဟေရတွေကိုလိုက်လံပြီးတော့ထိန်းချုပ်နေတယ်ကိုနားနဲ့မတူငားရံသူဆိုပြီးတိတ်တက်ကိုမထားပါနဲ့ဆိုပြီးအသွင်သွင်ပြောနေပြီးတော့မှပြေပုံပေါ်မှာအသေးလေးပေးတာကိုတော့မှ ဖမ်းခံရတယ်ရေးယူခံရတယ်ဆိုတာကြီးကြတော့ဒီကောင်တွေကလုံးဝကိုစားမရှိတော့အမြင်ရတယ်နောက်ပြီးတော့မင်းတို့ပြောကျင်တာကွာငါဖုံးကွာငါပေါင်ကအသေးပဲပြေးပြေးမင်းတို့ report ပဲထူထူမင်းတို့လည်းဘာမှမဆန်မင်းတို့လူခွင့်ရေးရောတည်လားလူခွင့်ရေးကိုမင်းတို့ပိတ်ပင်နေပြီးတော့မင်းတို့ကိုယ်တိုင်လည်းလွတ်လွတ်လပ်လပ်သွားလာခွင့်မရှိဘူးမင်းတို့ကိုယ်တိုင်လည်းဘယ်နေရာသွားသွား body guard တင်နေမင်းတို့အထိတ်တလန့်ဖြစ်နေတယ်အဲပြီးခဲ့တဲ့နေ့ကလည်းကြည်လိုက်ပောက်ကိုတော့တောင်တိုင်းမိထုံးပွဲတောင်ကြီးကိုသွားတော့ရတယ် ော်ဒီကတ်တွေအများကြီးနဲ့အဲလွတ်လပ်စွာအေဂျင့်နေပါတယ်လို့ပါတော့သူများတွေရဲ့အခွင့်အရေးကိုလိုက်လံပိတ်ပိတ်ပင်နေတဲ့ကောင်တွေမှန်သမျှလေမင်းတို့ကိုယ်တိုင်လည်းလွတ်လပ်ခွင့်မရအောင်ဆိုတာမင်းတို့သိတာအဲ့ဒါလူဖြစ်ရာကြိုးမနှက်ဘူးလို့ခေါ်တယ်လူဖြစ်ရာချင်းရဲ့အတိတ်ဘယ်ကိုဘလို့သိလဲဆိုတော့လူစိတ်ရှိရဲ့ကောင်တွေပဲသိတယ်မင်းတို့ဘာကြောင့်ဆက်ရနာရှင်လို့ခေါ်တယ်ဆိုတော့မင်းတို့သိတာသူတို့ဘာရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းသူတို့ဘာချွေးနှဲတာနဲ့ဝယ်ယူထားတဲ့ပစ္စည်းမှန်သမျှပါမင်းတို့ကလိုက်ပြီးတော့ထိန်းချုပ်ခြင်းတယ်သူတို့ဘာရဲ့ ဟိုခန္ဓာကိုယ်အစိတ်ပိုင်းသူတို့ဘာရဲ့အစိတ်ပိုင်းဆိုင်ရာဟိုကစမင်းတို့လိုက်ပြီးတော့ထိန်းချုပ်ခြင်းနေအဲ့ဒါကြောင့်မင်းတို့စေအာနာရှင်လို့ခေါ်တာနောက်ဆုံးထူးခြားသတင်းတစ်ပုဒ်ကတောင်ကြီးမြို့မှာဒဇောင်မုံလားပြည့်နေ့တခိုးကြီးညပျော်ရမ်းကြက်လာခိုးတဲ့သူကိုပြည်သူ့ရှေ့ဆောင်ပါတီကအမလောင်းဦးဆိုင်ရွှေဒီနဲ့တားဖြစ်သူကဒိုက်တက်လိုက်လို့လူသက်မှုနဲ့ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းမှာတမိနဲ့တောင်ပိုင်းတောင်ကြီးမြို့မှာဒဇောင်မုံလားပြည့်နေ့တခိုးကြီးညအဖြစ်နဲ့ ပြောင်းကြက်လာခိုးတဲ့သူကိုပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးကတမ်းပြည်နယ်လွတ်တော်မဲဆန္ဒနယ်အမလောင်းဦးဆိုင်ရွှေထီးနဲ့တားဖြစ်သူစိုင်းကျော်စိုးမိုးတို့ကတိုးကျိတ်ရိုင်းနေရမှာတိုက်ဆုံသွားတယ်လို့သိရပါတယ်။မနေ့ကနိုဝင်ဘာ9ရက်နေ့နနက်2နာရီခွဲတဲ့ချိန်မှာတောင်ကြီးမြို့နယ်အေးတာယာမြို့ရက်ွက်တနေပြည်နှစ်မှာ နေတဲ့လော်တာခေါ်စိုင်းထွန်းစာကလွတ်တော်ကိုယ်စားလှယ်လောင်းစိုင်းရွှေထီးရဲ့ခြံထဲမှာရှိတဲ့ချက်ကိုဝင်ခိုးခဲ့ရမှာတားဖ2ယောက်က တုံးနဲ့ဝိုင်းဝန်းရိုက်နိုင်တာကြောင့်တည်ဆုံသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူ့လုံးပါတီမလောင်ဦးဆိုင်ရွှေထင်းနဲ့တာဖြစ်သူတိုင်းကျော်စိုးမိုးရဲ့ရိုက်နှက်မှုကြောင့်လော်တာခေါ်တိုင်းထွန်းစာကနေရင်ရှိကွန်ကရစ်ခင်းထားတဲ့ရေမြောင်းပေါ်မှာပတ်လည်နေထားတဲ့နဖူးပေါက်ကွဲသွေးထွက်တံရများဖြင့်တည်ဆုံသွားတာဖြစ်ပါတယ်။တည်ဆုံသွားတာကြောင့်ဒါဇတ်တကြီးပုံမှ300နှစ်ငင်းဆောင်ပြာတဆက်လေးနဲ့အမှုဖွင့်ခံထားရပါတယ်။ဦးဆိုင်ရွှေထီးကပြည်သူ့လုံးပါတီကိုကူစားပြူပြီးတော့မှ တောင်ကြီးမြို့မဲဆန္ဒနယ်အမှတ်တက်ကနေဝင်ရောက်ရှင်ပြိုင်ဖို့အတွက်မလောင်းအဖြစ်မှတ်ပုံတင်ထားတယ်လို့ဖြစ်ပါတယ်။အခိုးကြီးညာဆိုတဲ့လျှောက်မြန်မာဒလိထုံနှန်းစင်ရာအရတားနောက်တာမျိုးတွေပစ္စည်းရွှေတာမျိုးတွေအဲဆိုင်ဆိုင်ပုတ်တွေဆိုရင်လည်းလမ်းထိပ်မှာကြောင်းရွှေထားတာမျိုးတွေပြီးရင်ကြက်ကြက်ခိုးမယ်ဘူးတိခိုးမယ်ပြီးရင်ပျော်တန်းချက်စားတာမျိုးတွေကအများတန်းအရင်တည်းကရှိခဲ့တာပေါ့နော်အဲတက်ရှိတဲ့အိမ်တွေဆိုရင်လည်းကိုကြက်ကိုဟိုဂယုတစိုက်စောင့်ကြည့်နေရတာမျိုးနဲ့တည်းအေးပြက်ပြီးတော့မှမနေ့ကျရင်ပြန်ပြီးတော့ဟို တယောက်နဲ့တယောက်နဲ့အသာအဖြစ်ပြန်ပြောကြတာပေါ့ငါညာအောင်ကတက်ဆောင်ပြီးတော့အေးအေးပြတ်သွားတယ်။အညာပေါ့အဲကိုးခံရတဲ့လူဆိုရင်လည်းကြက်ကဘယ်နှကောင်တော့မှပျောက်သွားတယ်။ဘူးသီးဆိုလည်းဘူးသီးရဲ့ဘယ်နှလုံးပျောက်သွားတယ်ဆိုပြီးတော့မှဟိုအပျော်တန်းခါနောက်ကြတဲ့ဟာကိုဝေမယူကြပဲနဲ့ဟာသားဖြစ်တော့မှပြန်ပြီးတော့ပြောကြတဲ့စင်လာရှိခဲ့ပြီးသားပေါ့နော်။အခုအခုဖြစ်ဖြစ်မှကြတော့ဒီလွတ်တော်အမတ်အဖြစ်ဝင်ပြိုင်ထားတဲ့လူလည်းဖြစ်တယ်။အဲ့လိုလူမျိုးတယောက်ကကိုယ့်အိမ်က တက်ကိုတခိုးကြီးညအဖြစ်အပျော်တမ်းလာခိုးတာလို့မမြင်ဘဲနဲ့မှဟိုထိတ်ဆိုးမှန်ဆိုးနဲ့ဂျိုင်းနဲ့လိုက်တာမျိုးဖြစ်တော့ဖြစ်သွားတာပေါ့ဂျိုင်းနဲ့လိုက်တာကြောင့်လေလူသေးတဲ့အထိဂျိုင်းနဲ့လိုက်တယ်ဆိုတာကြီးကြတော့အရင်ကြီးကိုညားတယ်ပေါ့နော်ဒီလူရဲ့စိတ်တက်ကအလွတ်တော်အမတ်လောင်းတယောက်ဖြစ်ဖြစ်မဲ့လူရဲ့စိတ်တက်ကဒီလောက်ထိဒီချက်တကောင်လေးအတွက်နဲ့လူသေးလားလူသေးရလောက်တဲ့အထိကိုဘာကြောင့်ဂျိုင်းနဲ့ရတာလဲပေါ့ ဒါတော့မှပြည်သူတွေရဲ့အကျိုးကိုတည်ပိုးဖို့အတွက်ဆိုပြီးတော့မှပြည်သူရှေ့ဆောင်ပါတီနေရာကနေပြီးတော့ကိုယ်စဲလောင်းဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့လူဖြစ်တယ်။အဲပြည်သူတွေရဲ့အကျိုးကိုအနစ်နာခံပြီးတော့မှလှုပ်လှုပ်ပေးမဲ့လူတယောက်ကသူ့အိမ်ဟာချက်တကောင်တုံးချုံမှုကိုတော့မှလက်မခံနိုင်ဘူးဆိုတဲ့ဟာကိုမြင်ရတယ်ပေါ့။ဒီလိုလူတယောက်ကအမတ်လောင်းတာဖြစ်သွားမယ်ဆိုရင်တော့သူသူတောင်းဝန်ချမဲ့နေရာသူလောက်ကန်ရမယ်နေရာမှာနေထိုင်မဲ့လူတွေရဲ့ပြည်သူတွေရဲ့ ဖြစ်ပျက်ကိုတော့မတွေးဝင်စရာတက်တကောင်ဆုံးရှုံးမှုတော်မှလူတက်တဲ့လူပါဗျာဒီပြည်သူတွေရဲ့အကျိုးကျေးဇူးအတွက်သူ့ကိုယ်သူဘယ်နေရာမှာအနစ်နာခံပြီးတော့မှအလုံးလုံးပေးမလဲဆိုတာစဉ်းစားလို့တော့မရအောင်ပြည်သူရှေ့ဆောင်ပါတီကတော့အမလောင်းကလည်းတက်ခိုးလို့တက်ခိုးတဲ့လူတော်မှဒိုက်တက်လိုက်ဥက္ကဋ္ဌကလည်းအကျွေးတွေနဲ့ပတ်ချလဲဝိုင်းနေပြီးတော့မှခုထိဝင်ပြန်ခွင့်မရအောင်ဆိုပြီးတော့မှတိုင်ပတ်နေ အဲ့ဒါကိုဘလို့ယုံကြည်ပြီးတော့ပြည်သူတွေကမဲထည့်ပေးမလဲဆိုတာစဉ်းစားကြရပါနောက်ပြီးတော့မှဒီလိုမျိုးအခြေအနေဒီလိုမျိုးနိုင်ငံရေးအခြေအနေမှာပွဲလန်နှုံးဖျားခင်းပြီးခွေးတိုးပေါက်ကဝင်လာတဲ့ပါတီလို့ပဲပြောရမှာပါအခုပြောပြသွားတဲ့သတင်းတွေကတော့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့အတွက်သူကြသတင်းတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်ဗီဒီယိုကိုဆုံးဒီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ